ေကောင်လေးကတော့ပြဆက်ယူမှာပြဆက်လာကြည့်ရင်းနဲ့ရွာသားတွေအားလုံးရဲ့ခေါင်းပေါ်မှာမိညိထားတဲ့အမွေးတံလေးတွေကို တွေ့ရပြီးမိရောကဘာကတရေတွေလေးအပေါ်ကိုတက်လာတာတွေ့ရပါတယ်။ဒီလိုနဲ့ပဲသူဟာသူ့ရဲ့ခြေသူကိုဒီနေရာမှာကိစ္စကြီးတစ်ခုဖြစ်တော့မှဖြစ်တဲ့ကြောင်းမိရောကဘာမှာတရေတွေပေါ်လာတတ်တဲ့နေရာမျိုးလူတွေတည်တဲ့အကြောင်းပြောပြပြီးတော့ခေါင်းပေါ်မှာအမွေးတံပေါ်နေတဲ့သူတွေကတည်နေတာဖြစ်တဲ့အကြောင်းပြောပြပါတယ်။ဒါမှမဟုတ်လေအဲ့ဒီအချိန်မှာတော့ပြဆက်ယူနေမှရှိတဲ့နေရာအားလုံးကပြေးသွားခဲ့ပြီးဖြစ်ပြီးအဲ့ဒီအချိန်မှာတန်ဖုံးရဲ့ခေါင်းပေါ်မှာလည်းအမွေးတံတွေပေါ်လာခဲ့ပါတယ်။ ရှိုလန်ကလမ်းပြန်သွားခဲ့ပြီးတော့မှတန်ဖုံးကိုအိန္ဒိယကနေအမြန်ဆုံးထွက်သွားဖို့အတွက်ဘာကိစ္စပဲဖြစ်နေပါစေလုံးဝပြန်လှည့်မလာဖို့အတွက်မှာပါတယ်တန်ဖုံးထွက်သွားတာကိုကြည့်ပြီးတဲ့နောက်မှာတော့ရှိုလန်ကချက်ချင်းပဲစင်မော်ကိုတက်သွားပြီးအားလုံးကိုဒီနေရာကနေထွက်သွားကြဖို့အတွက်ပြောဆိုပါတယ်ဒီနေရာဟာမကြခင်မှာတခုခုဖြစ်တော့မှာမလို့အခုချိန်ထွက်မသွားဘူးဆိုလို့ရှိရင်တော့အချိန်မမီဘူးလို့ပြောပြီးအမြန်ဆုံးထွက်သွားခင်ပါတယ်ဒါမှလည်းရွာသားတွေကတော့လုံးဝကိုမယုံကြည်ပါဘူးရှိုလန်လေးလက်မလျှော့ဘဲနဲ့အမြန်ဆုံးထွက်သွားကြဖို့တက်တာပြောနေပါတယ် ဇာသားတွေကတော့သူ့ကိုရှောက်ပြီးတော့ပြောနေတယ်လို့ထင်ပြီးလူအုပ်ကြီးရဲ့ပြင်ကိုဆွဲထုတ်လိုက်ကြပါတော့တယ်။လူတွေကသူ့ကိုမယုံကြည်တဲ့အခါမှာရှုလန်နေပြဆက်ဘွယ်တွေကမောင်းကိုယူတီးပြီးတော့မိလောက်နေပြီဆိုပြီးတော့អော်ပါတော့တယ်။ဒါမဲ့ဇာသားတွေကသူ့ကိုဖမ်းလိုက်ကြပြီးတော့ပြဆက်ရုံပြင်ကိုဆွဲထုတ်သွားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲပြဆက်ကစတင်နေပြီဖြစ်ပြီးတော့ဇာသားတွေကလည်းသဘောကျစွာနဲ့ကြည့်နေပါတယ်။ဒီအချိန်မှာပြဆက်ရုံတကားကြီးကပိတ်သွားခဲ့ပြီးတစီတန်တမန်နှစ်ယောက်ကတကားကိုစာရွက်နဲ့ကပ်ပြီးတော့ဖွင့်လို့မရအောင်လုပ်လိုက်ပါတယ်။ ချိုလန်ကလည်းကလာနေတွင်မှပြဆက်ယုံဘက်ကိုပြန်ပြေးလာခဲ့သလိုအဲဒီချိန်မှာပြဆက်ကနေနဲ့ဒိုချောင်းကမိဘက်ကိုတိုက်မိသွားခဲ့ပြီးတော့ခဏလေးတွင်မှမီလောင်မှုကြီးစတင်လာခဲ့ပါတော့တယ်။ဂျော်ဒါရီကအိုးအကျကျဖြစ်သွားကြပြီးတော့တကားဝစီကိုပြေးပြေးဖွင့်ကြပေမဲ့တကားကဘလို့မှဖွင့်လို့မရဖြစ်နေပါတယ်။တကားပေါ်တက်တဲ့သူတချို့တော့မှအင်းစာရွတ်တီရဲ့ဒဏ်ကိုခံရပြီးတော့ပြုတ်ကြကုန်ပါတယ်။မီလောင်မှုကလည်းပို့ပြီးတော့ကြီးလာခဲ့ပြီးဖြစ်ပြီးထဲမှရှိတဲ့ဂျော်ဒါရီဟာအိုးဟစ်အကူကြီးတောင်းလို့နေပါတယ်။ ဲ့ဒီအချိန်မှာရှိုလန်ပြန်ရောက်လာခဲ့ပြီးတော့တစီတန်နမန်ကြီးနှစ်ယောက်ကိုလူတွေကိုကဲ့တင်ပေးဖို့အတွက်ပြောဆိုပါတယ်။ဒါမှလည်းတစီတန်နမန်ကြီးနှစ်ယောက်ကမကူညီနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။ရှိုလန်ကလည်းအစွန်းနဲ့တကားကိုဖွင့်ကြည့်လိုက်တော့အင်းစာရွက်နဲ့ရွက်ကတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့ပဲရှိုလန်ဟာအင်းစာရွက်တွေကိုဖြုတ်ပြီးတော့တကားပေးဖို့လုပ်နေတဲ့အချိန်မှာတစီတန်နမန်နှစ်ယောက်ကသူ့ကိုတိုက်ခိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှီပန်ရှင်ကလမ်းညုံရောက်လာခဲ့ပြီးတော့တကားဘော်ကအင်းစာရွက်တွေကိုဖြုတ်ပြီးလိုက်ပါတယ်။ရွာသားတွေလည်းထပ်ပြေးလာကြပါတယ်။သူကလည်းလူတွေရဲ့တဝင်းမှုတွေကြောင့်ဘေးနားမှာလဲကျခဲ့ပါတယ်။ တန်ဖုံးကလည်းရှုလန်နဲ့အဖေကိုစိတ်မချတာကြောင့်ပြန်လာခဲ့တာဖြစ်ပြီးအဖေနဲ့ရှုလန်ကမိသားမှရှိနေတယ်ထင်ပြီးတော့အထဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ရှာမတွေ့ဘဲနဲ့မိကိုမုံပြီးတော့အတက်ရှုချက်ကလဲကျသွားခဲ့ပါတယ်။ရှုလန်ကလည်းတန်ဖုံးအန်ဒီရရှိနေတာကိုခံစားမိပြီးတော့တစီတန်တမန်နှစ်ယောက်နဲ့မတိုက်ခိုက်ဘဲနဲ့တန်ဖုံးစီကိုချက်ချင်းပဲပြေးသွားပါတယ်။တစီတန်တမန်ကြီးနှစ်ယောက်ကလည်းငယ်မင်းကြီးစီကိုတရင်သွားဖို့မယ်ဆိုပြီးတော့ပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲရှုလန်ကမိတွေကြားထဲမှာတန်ဖုံးကိုရှာတွေ့ခဲ့တာပါသူကရှီပန်းရှန်ကိုဘေးလို့ရမှာအရင်ချထားပြီးတော့မှအထင်းမှကျန်နေတဲ့ တခြားရွာသားတွေကိုလည်းတွားပြီးတော့ကဲနေပါတယ်။အဲဒီအချိန်မှာပဲတစေတန်တမန်တယောက်ကသူ့စီကိုရောက်လာပြီးဒီနေ့ပြည်သက်ရုံမီလောင်မမှာစုစုပေါင်း138ယောက်တည်ဆုံရမှာဖြစ်ပြီးရှုလန်ရဲ့နောက်ဆက်မှုတွေကြောင့်သူတို့ရဲ့အစီအစဉ်ပြတ်သွားတဲ့အကြောင်းပြောဆိုပါတယ်။ရှုလန်ကလည်းလူတွေတည်ကြည်ပြည့်စုံမှာကိုသူရက်မကြည့်နိုင်ဘူးလို့ဒါကြောင့်ကဲတင်ထားတာလို့ပြောပါတယ်။တစေတန်တမန်ကသူ့ကိုမြေရောက်ကဘာကငရဲမင်းစီကိုခေါ်တော်ရမယ်ဆိုပြီးတော့ခေါ်သွားပါတယ်။ငရဲပြို့ရောက်တဲ့အခါမှာတော့ငရဲမင်းကြီးကဒီကိစ္စဟာတကယ်ပဲအနောက်ဆက်ကြီးတစ်ခုဖြစ်တဲ့အကြောင်းအစာကလေးကတည်တည်နေတဲ့သူဟာ တေကိုတရားမှာဖြစ်တဲ့အကြောင်းပြောဆိုနေပါဗျ။ငယ်မင်းကလည်းဒီကိစ္စကအလွန်ကိုကြီးသွားတာကြောင့်ပဲကောင်းကင်ရုံတော်ကိုတရင်ပို့ပြီးတော့ဖြည့်ရှင်းနိုင်မှုဆုံးဖြတ်ချက်ချလိုက်ပါရဲ။အဲ့ဒီချိန်ဒေါ်ရင်မှာရှုလန်ကတော့လူပြည်ကိုပြန်လို့မရပါဘူး။ငယ်ပြည်ရဲ့အချင်းကန်းထဲမှာနေနေရမှာဖြစ်ပြီးတစ်ဖက်မှာတော့တန်ဖုံးနဲ့သူ့ရဲ့ဖေတို့တွေကနှိုးထလာခဲ့ပါတော့တယ်။လူတွေအများကြီးသူတို့ရဲ့နောက်ကိုအရောက်လာတာတွေ့ရတဲ့အခါမှာတန်ဖုံးကရှုလန်ခဲ့တဲ့လူတွေမှန်းတီးသွားခဲ့ပါဗျ။အဲ့ချိန်မှာပဲရွာသားတွေရောက်လာပြီးတော့သူတို့ကိုရှေးပန်ရှင်းကကဲလိုက်တာလို့ထင်နေပြီးတော့ကျေးဇူးတွေတင်နေကြပါဗျ။ ရှေ့ပိုင်းရှမ်းကြောင်းတောင်မဟုတ်လို့ရှင်တော့တို့တွေအကုန်လုံးပြတ်သက်ရုံထဲမှာမီးလောင်ပြီးတော့တင်းနေကြတော့ပြီလို့လည်းပြောပါတယ်။အောက်မှာလဲကျနေတဲ့သူတွေကိုလည်းရှေ့ပိုင်းရှမ်းကကယ်ထားတာလို့ထင်ပြီးတော့အသက်တကင်ဂျေစုရှင်ဖြစ်တမန်နေကြတာပါ။ရှေ့ပိုင်းရှမ်းလည်းကြားသားပြီးတဲ့နောက်မှာတော့ကျုလင်ရဲ့အာထုံမှုတွေကိုနမေကောင်းဝင်ယူနေပါတော့တယ်။သူမှနည်းမျက်လုံးရှိပြီးတော့မှဒီနေ့ညမီးလောင်မယ်ဆိုတော့ကိုတိတာကြောင့်ရှုလန်ကိုခေါ်ပြီးအားလုံးကိုအတိပေးခိုင်းခဲ့တယ်လို့ဆိုပါတယ်။ကြော်သားတွေကလည်းသူ့ရဲ့စကားကိုယုံကြည်လို့သွားကြပါတယ်။ အဲဒီကိစ္စတွေပြီးတဲ့နောက်မှာတော့ရှီပန်ချန်ကလည်းလက်ဆောင်ဘဏ္ဍာတွေအများကြီးရခဲ့ပြီးကျေဝါချမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့လူတွေကိုရှုလန့်ခဲ့ခဲ့တယ်ဆိုတာအကြောင်းကိုတော့တခုံးမှမပြောခဲ့ပါဘူး။တပတ်မှလည်းကံမကောင်းစွာနဲ့ပဲရှုလန်ဟာတူခဲ့တဲ့ကိစ္စတွေကိုကောင်းကင်မင်းကြီးကသဘောတူကြနေပြီးလူငင်းခွင့်ပေးလိုက်တဲ့အပြင်လူပြည်ကိုလည်းပြန်ပြီးတော့ပို့ပေးလိုက်ပါတော့တယ်။